တမတရား၏အတိနှလုံးသားထဲမှာဖရာသခင်ရဲ့နှုတ်ကပတ်တော်များနေထိုင်မှုပုံစံဖြာဒိတ်၄ဟေဘရဲ၁၀၂၀ထက်ဆက်ခုနှစ်သမတရား၏အတိသလုံး၏သမတရားကို သလုံးတွင်၍ကောင်းသောမည်ဖြစ်အောင်သမတရားမျိုးစေ့ကိုချဲ၍သမတရားကို ပြုစုပြောင်းခြင်းဖြင့်အတိကိုတည်တတ်၏ မြေယာပြန်လဲရယူခြင်းစုတ်ပြစ်ရန်မပြုတ်လို့ရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါသင်စိတ်နှလုံးထင်းမှထုတ်ယူကမြေပြန်စာကောင်းသောမြေဖြစ်အောင်လုပ်ပါသစ္စာမျိုးစေ့ကိုစိုက်ပါဆာရှာရန်သမချမ်းစာပြောထားသည့်အမှန်တရားကိုရှာဖွေပါမြေပြစာကောင်းသောမြေနှင့်ပြုလုပ်ထားသောသလုံးလေတွင်အမှန်တရား၏မျိုးစေ့ကိုစိုက်ပါစိုက်ပျိုးပါ သမတရား၏အသား သမတရားဤအတိသမတရားဤအတိပယောချက်တိပယောချက်သွေးဖြစ်ပါနိပယောချက်မလုပ်ပါနဲ့သောပယောချက်ထားပါတော့ဒီပယောချက်လုပ်ပါ if project လုပ်ပါစိတ်နှလုံးထဲကတစ္ဆာတရားကိုဖယ်ထုတ်ပြီးကောင်းသောမြေဖြစ်အောင်လုပ်ပါနေထိုင်မှုပုံစံဖြာထိတ်၄၃ ဟေပြဲတဆက်နှစ်ဆက်လူကာ6နာရီ30မိနစ်အချင်းသူသည်သင်ကိုတောင်း၏ထိုသူအားပေးလောသင်ဥစ္စာကိုသင်ယူသောသူအားပြန်၍မတောင်းနှင့်လူကာ6နာရီ30မိနစ် သင်တို့ဒီကိုတိုက်သူတပါပြုစီလိုသည်အတိုင်းသူတပါတိုက်ပြုကြလောလူက6နာရီ35မိနစ်တင်းတို့မူကားရန်သူတို့ကိုချစ်ကြသလိုကျေးဇူးပြုကြလော့တစုံတစ်ခုကိုရမည်ဟုမျှော်လင့်ခြင်းမရှိဘဲချီးငားကြလော့ထို့သောပြုလျင်တင်းတို့အကျိုးကြီးလိမ့်မည်အမြင့်ဆုံးသောဖရာဤသားဖြစ်ကြလိမ့်မည်လူက6နာရီ36မိနစ် ထိုပူရသည့်ယေရှုမသိတော်သူစုံညစ်တော်တဘောရှိတော်သူတို့အားယေရှုပြုတော်မူ၏ထိုကြောင့်သင်တို့အဘသည် သနာခြင်းစိတ်ရှိတော်မူသည်ဤသူသင်တို့သည်လည်းသနာခြင်းစိတ်ရှိကြလောလူကာ6:39မှနေသူတစ်ပါး၏အမှု၌စစ်ကြောဆုံးဖြတ်ခြင်းကိုမပြုကြနှင့် မပြုလျင်သင်တို့သည်စစ်ကြောဆုံးဖြတ်ခြင်းနှင့်ကိလို့ကြလိမ့်မည်သူအပါကိုအပြစ်မစီရင်ကြနှင့် မစီရင်လျင်သင်တို့သည် အပြစ်စီရင်ခြင်းနှင့်ကင်းလွတ်ကြလိမ့်မည်သူ့အပြစ်ကိုလွတ်ကြလော့လွတ်လျင် ကိုအပြစ်လွတ်လိမ့်မည်လူကာ6နာရီ38မိနစ်သူတစ်ပါးအားပေးကြလော့ပေးလျင်သူတစ်ပါးသည်တင်းတို့အားပေးကြလိမ့်မည်အမှန်ကြီးယုံမြမကတိမ့်နှင်းလျက်လှုပ်လျက်ရှံလျက်ရှိခြင်းနှင့်တင်းတို့ရင်ခွင်၌ပေးကြလိမ့်မည်အကြောင်းမူကားအကျဉ်းချိန်တင်းပမာဏနှင့်တင်းတို့သည် သူတစ်ပါးအားပေး၏ထိုပမာဏအတိုင်းကိုခံရကြမည် လူကာခုနှစ်နာရီ37မိနစ်ထိုအခါယေရှုကသင်တို့သည်ကြားရသမျှမြင်ရသမျှတို့ကိုတွား၍ယောဟန်အားကြားလျှောက်ကြလော့မျက်စိကန်းသောသူတို့သည်လှမ်းသွားရကြ၏နူနာဆွဲသောသူတို့သည်လှမ်းသွားရကြ၏နူနာဆွဲသောသူတို့သည်တန်ရှင်းခြင်းသို့ရောက်ရကြ၏နားပင်သောသူတို့သည် နားကြရကြ၏တည်သောသူတို့သည်ထမြောက်ခြင်းသို့ရောက်ရကြ၏လူကာ၈နာရီ39မိနစ် ယေရှုကတင်ဒီကိုအိမ်သို့ပြန်သွားလော့ဖျားသခင်သည်တင်၌အပေမြလောက်ဂျေစုပြုတော်မူသည်ကိုကြားပြောလော့ဟူ၍လွတ်လိုက်တော်မူလျင်ထိုသူသည်သွား၍ယေရှုသည်ပေမြလောက်ဂျေစုပြုတော်မူသည်ကိုတမျိုးလုံးတွင်အနှံ့ပြားတည်တင်းကြပြောလေ၏လူကာ၈နာရီ90မိနစ်ယေရှုသည်ကြားလျင်မကြောက်ကြနှင့်ယုံကြည်ခြင်းစိတ်တစ်ခုသာရှိစေလား ထို့သောရှိလျင် သူသည်ဘေးနှင့်လွတ်လိမ့်မည်ဟုတရားစရမူအားမိန့်တော်မူ၏လူကာကိုအချိုး60ယေရှုကလူသေးတို့သည်မိမိလူသေးတို့ကိုတင်းကြောပါလေစေတင်မူကားသွား၍ဖျားသခင်နိုင်ငံတော်၏အကြောင်းကိုဟောပြောလောဟုမိန့်တော်မူ၏